င်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံသတင်းတွေကိုကျွန်တော်ဤဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်အစိုးရလုပ်ငန်းရက်ဆိုင်နေချိန်ဝန်ထမ်းအကြီးကျယ်ရှော့ချမယ်လို့အင်ဖြူတော်ကကြေညာခဲ့တဲ့အကြောင်းတလာတွင်းမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံမယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုလိုက်တာနဲ့ဖိလစ်ပိုင်ငလင်ကြောင့်လူသေဆုံးမှု82ဦးထိရှိလာတဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် တနင်္လာနေ့ပါအတွင်းမှာပထမဆုံးအစိုးရလုပ်ငန်းရပ်ဆိုင်မှုတွင်နှစ်ဖက်လွှတ်တော်မတ်တွေအပြန်အလှန်အပြစ်တင်နေခြင်းမှာနှစ်ရက်တွင်းပြည်တော်စုအစိုးရဝန်ထမ်းတွေကိုအကြီးအကျယ်ရှော့ချထုတ်ပယ်တော့မယ်လို့အင်ဖြူရော်ကကြေညာလိုက်တဲ့ကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

ဒါကြောင့်အော်တိုဝါလာတရက်နေ့ကစလို့မရှိမဖြစ် လုပ်ငန်းတွေကလွဲပြီးကြံအစိုးရလုပ်ငန်းတွေကိုရပ်ဆိုင်းထားရတာဖြစ်ပါတယ်။အစိုးရအသုံးစည်းနဲ့ပတ်သက်ပြီးဒီမိုကရက်တွေဘက်ကဝင်ဝင်နဲ့ပြည်သူတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုရမုံဝေအာမခံချက်ကိုအရင်လိုချင်နေတာဖြစ်ပါတယ်။အင်ဖြူရောပြောခွင့်ရပုဂ္ဂိုလ်ကာရိုလိုင်းလေဗစ်ကဝန်ထမ်းရှော့ချမှုနဲ့ပတ်သက်ပြီးတခါတလေမှကိုမလုပ်ချင်တဲ့အရာတွေကိုလုပ်ရပါတယ်လို့ပြောဆိုခဲ့ပြီးဒီမိုကရက်တွေကြောင့်ဒီအခြေအနေကိုရောက်ခဲ့ရတာပါလို့လည်းအပြစ်တင်ခဲ့ပါတယ်။ အထက်လွှတ်တော်ဒီမိုကရက် လူနည်းစုခေါင်းဆောင်ချက်ရူမာက Republican တွေဟာသူတို့ရဲ့အစီအစဉ်ကိုလက်ခံအောင်အနိုင်ကျင့်ဗိုလ်ကျနေတယ်လို့စွပ်စွဲထားပါတယ်။ဒီရဆိုင်မှုကြောင့်မရှိမဖြစ်မဟုတ်တဲ့အစိုးရဝန်ထမ်း9သိန်းခွဲလောက်ကလာစားမဲ့ယာယီအနာပေးခံနိုင်ရတယ်လို့သုံးသက်သူတွေကခန့်မှန်းထားပါတယ်။ဒီအခြေအနေဟာ American စီးပွားရေးကိုဒေါ်လာဘီလီယံနဲ့ချီထိခိုက်စင်နာပြီးညှိနှိုင်းမှုလမ်းစာပြောင်းနေစေဖြစ်လို့အခြေအနေကရှေ့ကျနိုင်တယ်လို့စိုးရိမ်နေကြပါတယ်။နောက်ထပ်မဲခွဲမှုတစ်ခုကတော့ တောက်ကြနေမှာပြုလုပ်ဖို့စီစဉ်ထားပါတယ်ခင်ဗျာ To make this bill any better for them we literally did not put one single partisan provision in the bill there's no policy riders there's no gimmicks and no tricks now we we could have done that နောက်ထပ်တင်ဆက်ပေးမှာကတော့ American သမ္မတ Donald Trump ကတလာတွင်းတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံမယ်လို့ Reuters သတင်းဌာနကဖော်ပြခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ် Trump နဲ့ရှီတို့ဟာပဲပီဇက်ကိစ္စနဲ့ပတ်သက်ပြီးအဓိကဆွေးနွေးမှုပြုလုပ်မှာဖြစ်ပါတယ်တရုတ်ကပဲပီဇက်တွေမဝယ်လို့ ကျွန်တော်တို့ရဲ့လက်သမားတွေထိခိုက်မှုတွေရှိပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာပါလို့ဆိုရှယ်မီဒီယာ True မှာ Trump ကရေးသားဖော်ပြထားပါတယ်တရုတ်သွင်းကုန်လုပ်ငန်းရှင်တွေဟာစတေမာလာကစပြီးအမေရိကန်သီးနှံတွေကိုမွေယူခဲ့တာကြောင့်အခုလိုဆွေးနွေးမှုပြုလုပ်မှာပါအမေရိကန်နဲ့တရုတ်ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားချိန်ကာလမှာတရုတ်ကအမေရိကန်ပဲတွေကိုမွေယူတာကြောင့်အမေရိကန်လက်သမားတွေဟာဒေါ်လာဘီလီယံချီပြီးဆုံးရှုံးနေပါတယ်။ဆောင်းရာသီဟာပုံမှန်အားဖြင့်အမေရိကန်ပဲဘီဇက်စိုက်သူတွေအတွက်သီးနှံထွက်တဲ့ရာသီဖြစ်လို့ ဝင်ငွေကောင်းတဲ့အချိန်ပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာကမ္ဘာထိပ်တန်းကောက်ပွဲသီးနှံဝယ်ယူသူတွေဟာအမေရိကန်ထွက်ကုန်တွေနဲ့ဘရာဇီးနိုင်ငံရဲ့သီးနှံထွက်ချင်ကိုစောင့်ဆိုင်းနေကြပါလေ။တရုတ်နိုင်ငံဟာကမ္ဘာပေါ်မှာပဲပီးဆက်တင်သွင်းမှုအများဆုံးနိုင်ငံဖြစ်ပြီးအမေရိကန်ကဝယ်ယူတာတက်တောင်အမေရိကတိုက်ကကောက်ပွဲသီးနှံတွေကိုဝယ်ယူဖို့ပြောင်းလဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့လကထရန့်နဲ့ရှီတို့ဟာတက်တော့နဲ့ပတ်သက်ပြီးဝယ်ယူပေးကိစ္စကိုဖုံးခေါ်ဆိုမှုကနေတဆင့်သဘောတူညီချက်ရခဲ့ပူပါတယ်။ မျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံပွဲရှိပြီးကုံသွယ်ရေးတရားမဝင်စေဝါတွေနဲ့ရုရှားယူကရိန်းစစ်ပွဲရေးတို့ကိုဆွေးနွေးပွဲရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဖိလစ်ပိုင်ငလင်ကြောင့်လူသိမ်းဆိုးမှု82ဦးထိရှိလာတဲ့အကြောင်းပဲဖြစ်ပါတယ်။ဖိလစ်ပိုင်ငလင်ကြောင့်စီဘူးဒေသမှာတေဆုံးသူ82ဦးထက်မနည်းရှိလာပြီးဒဏ်ရာသူ200ရှိတယ်လို့ဖိလစ်ပိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ယုံကပြောဆိုထားပါတယ်။စက်တင်ဘာလ30ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဘူဂိုမှာထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီးအဲ့ဒီဒေသမှာလျှက်စင်ပြီးပြတ်တောက်တာတွေ အိမ်တွေပြိုကျတာနဲ့ဆေးရုံတွေပါပြိုကျပျက်စီးမှုတွေဖြစ်ပေါ်ခဲ့လို့ကယ်ဆယ်ရေးလုပ်ငန်းတွေဆက်ပြီးလှုပ်ဆောင်နေရပါတယ်။ဘကုံမှာရှိတဲ့စီဘူးဒေတာဆေးရုံလည်းငလင်ကြောင့်ပျက်စီးခဲ့ပြီးလမ်းမလျှောက်နိုင်တဲ့လူနာတွေကိုဆေးရုံအပြင်ရွှေ့ပြောင်းကာကူးတောက်မှုတွေပေးခဲ့ရပါတယ်။ငလင်နံခန်းစားရတဲ့ဒေတာအများစုဟာအိမ်ပြင်မှာရွက်ဖြင်တဲ့တွေကားတွေပေါ်မှာအိတ်ဆက်ရတယ်လို့ရိုက်တာသတင်းဌာနကဖော်ပြထားပါတယ်။ဖလော်ပိုင်လေပိုင်းမှာလှုပ်ခတ်ခဲ့တဲ့စီဘူးငလင်ဟာပြင်အား6.9မဂနီကျူရှိပြီး အစိုးရကနိုင်ငံတော်အဆင့်ဘေးရန်နယ်ဖြစ်ကြေညာခဲ့သလိုအရေးပေါ်ကယ်ဆယ်ရေးတွေလည်းဆီလွတ်ခဲ့ပါတယ်။ဖိလစ်ပိုင်မှာပုံမှန်မှုတဲ့မုတ်တုံရာသီကြောင့်ရေကြီးမှုတွေဖြစ်ပွားခဲ့သလိုမုံတိုင်းကြောင့်လူဒရာစင်ကျော်တေဆုံးခဲ့ပြီးနောက်တပတ်ကြာမှာပဲငလင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာငလင်မကြခဏလှုပ်လေရှိပေမဲ့အခုငလင်တန်းခန်းစားနေရတဲ့ဒေသမှာတော့လှုပ်ခတ်ခဲ့တာမျိုးမတွေ့ရပါဘူးခင်ဗျာ။

အော်ဒိုဝါလာတရက်နေ့နှောင်းပိုင်းဂါဇာကမ်းခြေနဲ့ရေမိုင်း80အကွာလောက်အရောက်မှာဝင်ရောက်စီးနင်းခံရတာဖြစ်ပြီးအစ္စရေးစစ်ကမ်းတစ်ခုကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အဲ့ဒီထဲမှာလေအစင်း90နီးပါးနဲ့လူ900လောက်ပေါဝင်တဲ့ Global Summit Flotilla ရေရင်အုပ်စုဟာဂါဇာနဲ့ရေချောင်းထွက်ပေါက်ပိတ်ဆို့ခံထားရတာကိုမီးမောင်းထိုးပြဖို့လူသားချင်းစာနာမှုအကူအညီတွေကိုတင်ကြတဲ့သဘောပေါ်မှာယူဆောင်လာတာပဲဖြစ်ပါတယ်။ဒီအဖွဲ့မှာဆွီဒင်သဘာဝပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူ Greta Thunberg နက်ဆင်မန်ဒဲလာရဲ့မြေမန္တလာမင်ဒဲလာနဲ့ဥရောပလွှတ်တော်မတ်ချို့လည်းပါဝင်ပါတယ်။အစ္စရေးဘက်ကတော့ဒီလှုပ်ရှားမှုဟာလူသားချင်းစာနာမှုတော့မဟုတ်ပဲရန်စတဲ့လုပ်ရက်တစ်ခုသာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ရေယောဥစုဘက်ကတော့သူတို့ရဲ့တင်မောတွေကိုနိုင်ငံတကာရေးပိုင်နယ်ထဲမှာတရားမဝင်စီးနင်းခဲ့တာဖြစ်ပြီးဒါဟာဆစ်ရာဇဝတ်မှုဖြစ်တယ်လို့ပြစ်တင်ပြောဆိုထားပါတယ်။ဒီစီးနင်းမှုကိုတူရကီနိုင်ငံရဲ့ဝန်ကြီးဌာနကအကြမ်းဖက်လုပ်ရက်လို့ခေါ်ဝေါ်ခဲ့ပြီးအီတလီနိုင်ငံတော်ဝန်မှလည်းဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်းဒီရေရင်အုပ်စုကိုဒရုန်းတွေက Stan Grenade တွေရာရန်စီတဲ့အမှုန်တွေကျဲချတိုက်ခိုက်ခဲ့ပါသေးတယ်။ဒီဟန်တောင်းမှုကိုတုံ့ပြန်ခဲ့တဲ့အနေနဲ့ကိုလံဘီယာသမရကတော့ကြံရှိနေတဲ့အစ္စရေးတန်တမန်အားလုံးကိုနိုင်ငံကနေနှင်ထုတ်လိုက်ပြီးဒါဟာနိုင်ငံကရာဇဝတ်မှုဖြစ်တယ်လို့ရှုံချထားပါတယ်။ဒါ့အပြင်ကိုလံဘီယာအစ္စရေးနဲ့2020ခုနှစ်ကတည်းကချုပ်ဆိုထားတဲ့လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုစာချုပ်ကိုလည်းဖျက်သိမ်းခဲ့ပါတယ်။ အ ਨੇ ဆုံးနိုင်ငံသား9ဦးထိန်းသိမ်းခံရတဲ့အိုင်ယာလန်အစိုးရကလည်းအခြေအနေတွေကိုစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးမှာကတော့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မတ်စာကမ္ဘာတစ်ပိုင်းမှာအမေရိကန်ဒေါ်လာဘီလီယံ900အထက်ကျယ်ဝတဲ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်လာပြီလို့ Forbes မဂ္ဂဇင်းကဖော်ပြထားတဲ့အကြောင်းပဲဖြစ်ပါတယ်။အော်ဒဝါလာတရက်နေမှာသူ့ရဲ့စုစုပေါင်းကျော်ဝမှုဟာဒေါ်လာ900တက်သမ1ဘီလီယံထိရှိလာခဲ့တာပါဒီလိုကျော်ဝမှုတိုးလာတာဟာ Tesla ကုမ္ပဏီရှယ်ယာတွေပြန်တက်လာတာနဲ့ ူရဲ့တခြားနည်းပညာလုပ်ငန်းတွေဖြစ်တဲ့ SpaceX နဲ့ SAI တို့ရဲ့တံပိုးတွေမြင့်တက်လာတာကြောင့်ပဲဖြစ်ပါတယ်။မတ်စာနိုင်ငံကြီးမှာဝင်ရောက်ဆွတ်ဖွဲ့နေရာကနေတက်စလာလုပ်ငန်းကိုပြန်အာရုံစိုက်လာတဲ့အတွက်ယင်းနည်းမြှုပ်နှံသူတွေယုံကြည်မှုကိုပြန်ရပြီးရှယ်ယာတံပိုးတွေတက်လာခဲ့တာပါ။ပြီးခဲ့တဲ့လကပဲတက်စလာဘုတ်ဖွဲ့ဟာ Musk တို့ဒေါ်လာ1 trillion တန်ကျေးရှိတဲ့စူကြီးအစီအစဉ်အသစ်တစ်ခုကိုအဆိုပြုခဲ့ပါသေးတယ်။ဒါ့အပြင်သူ့ရဲ့ AI လုပ်ငန်းတွေဖြစ်တဲ့ SAI ဟာ ဇူလိုင်လမှာဒေါ်လာ85ဘီလီယံတန်ကြေးရှိခဲ့ပြီးအာဂတဒုံးပြန်ကုမ္ပဏီ SpaceX ကတော့ဒေါ်လာဘီလီယံ400လောက်တန်ဖိုးရှိလာခဲ့တာဖြစ်ပါတယ်။ Elon Musk ပြီးရင်ဒုတိယချမ်းသာဆုံးကတော့ Oracle ကိုတီထောင်သူ Larry Ellison ဖြစ်ပြီးဒေါ်လာ350တသမ8ဘီလီယံကျော်ရတယ်လို့ Autovala တရက်နေ့အထိတွက်ချက်မှုတွေကဖော်ပြထားပါတယ်ခင်ဗျာ။ in in you know throughout the world um နောက်တဲ့တင်ဆက်ပေးမှာကတော့ Bollywood star Shahrukh Khan ဟာခမန်းကြီးပိုင်ဆိုင်မှုဒေါ်လာ1.4ဘီလီယံနဲ့ ကမ္ဘာချမ်းသာဆုံးတရုတ်ဆောင်ဆင်းဝင်လာတဲ့အကြောင်းပဲဖြစ်ပါတယ်။ဟူရန်အိန္ဒိယ Rich 2025ဆင်းမှာ အသက်59နှစ်အရွယ်ရှရုခန်ပါဝင်လာတာဖြစ်ပြီး အာနို ရီဟာနာတိုက်ဂါဟုတေလာစစ်တူလိုနာမည်ကျော်ဘီလီယံနာတဦးဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ဘောလီဝုဒ်အခြေစကားတွေမှာဘယင်တစုအဖြစ်နာမည်ကျော်ခဲ့တဲ့ခန်ဟာဟင်ဒီရုပ်ရှင်လုပ်ငန်းမှာနှစ်ပေါင်း30ကျော်လောက်ကန်ခဲ့ပြီးထုတ်လုပ်ရေးလုပ်ငန်းတစ်ခုတည်ထောင်ခဲ့ကား ခရစ်ကတ်အသင်းတသင်းကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ခန်းဟာ Red Chili Entertainment နဲ့ Night Rider Sport ခရစ်ကတ်အသင်းတို့ကိုပိုင်ဆိုင်ထားမှုကနေဘီလီယံနာတယောက်ဖြစ်လာတာပါလို့ဘီလီယံနာ စင်းထုတ်ပြန်တဲ့ Huren India ပိုင်ရှင်ကပြောပါတယ်။ရှရခန်းဟာရုပ်ရှင်လုပ်ငန်းကနေဝင်ငွေရသလိုကြောင်ကြာလုပ်ငန်းတွေနဲ့ကဘာတဝမ်းလုံးမှာအင်ချမ်းမြေလုပ်ငန်းတို့မှာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ထားသူလည်းဖြစ်ပါတယ်။ဘီလီယံနာစင်းမှာခန်းပါဝင်လာခြင်းကအိန္ဒိယနိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးမှုမောင်းနှင်မှုတွေအပြောင်းလဲတစ်ခုဖြစ်လာတာကိုထင်ဟပ်စေပါတယ်လို့ဟူရန်အိန္ဒိယပန်ရှင်ကပြောဆိုထားပါတယ်။အိန္ဒိယနိုင်ငံဟာကုန်သွယ်မှုနည်းပညာနဲ့ဘဏ်လုပ်ငန်းတို့ပြင်အခြားကဏ္ဍကဘီလီယံနာဆင်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ဒီလို ဖြစ်လာတာဟာအမေရိကန်မှာကြွယ်ဝချမ်းသာတဲ့မိုက်ကယ်ဂျော်ဒန်၊လီဘရွန်ဂျိန်း၊အော်ပရာဝင်းဖရေး၊ဘီယွန်ဆေတို့လိုနာမည်ကျော်ပုဂ္ဂိုလ်တွေဟာလုပ်ငန်းရှင်တွေဘဏ်လုပ်ငန်းလုပ်သူတွေလိုမျိုးကြွယ်ဝချမ်းသာလာတဲ့ပုံစံမျိုးနဲ့တူတယ်လို့လည်း ဟိုရန်အိန္ဒိယပါရှင်ကပြောဆိုထားပါတယ်။ဘောလီဝုဒ်ရဲ့အချမ်းသာဆုံးဆင်းမမင်းသမီးဂျူဟီချာလဲဒေါ်လာတန်း180နဲ့ပေါင်လာတာတွေ့ရပါတယ်။မင်းသားရတ်စ်ရိုရှန်ကဒေါ်လာတန်း260နဲ့ပေါင်လာကဒရိုက်တာကာရန်ဂျူဟာကလည်းဒေါ်လာတန်း200မင်းသားကြီးအမီဒါဘာချန်းကလည်းဒေါ်လာတန်း183တန်းရှိတယ်လို့ဖော်ပြထားပါတယ်။ဒီနေ့အတွက်အိန္ဒိယနိုင်ငံမှာဘီလီယံနာ350ရှိပြီးထိပ်ဆုံးမှာမူကက်အမ်ဘာနီနဲ့ ဂိုဒန်အဒါနီတို့နှစ်ဦးပဲဥဆောင်နေတယ်လို့ဟူရန်အိန္ဒိယကဖော်ပြထားပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့ဖော်ပြပေးမှာကတော့အနှစ်60ကျော်ချင်ပန်စီမြောက်တွေကြောင့်လေးလာခဲ့တဲ့အင်္ဂလိပ်လူမျိုးတတ္တဗေဒပညာရှင်ဂျိန်းကွတ်တော့ဟာအသက်62နှစ်အရွယ်မှာကွယ်လွန်သွားပြီဖြစ်တဲ့ကြောင့်ပဲဖြစ်ပါတယ် မေရိကန်ဟောပြောဝဲခီးစဉ်အတွက်ကယ်လီဖိုးနီးယားပြည်နယ်မှာရောက်နေစဉ်ဒေါက်တာဂိုဒော့ဟာလူလောကကိုတဘာဝတိုင်းစွန့်ခွာသွားခဲ့တာပါချင်မန်စီတွေနဲ့ပတ်သက်ရင်ကမ္ဘာပေါ်မှာအထင်ရှားဆုံးကျွမ်းကျင်သူအဖြစ်သတ်မှတ်ခံထားရတဲ့သူမဟာဒီမြောက်ဝမျိုးနယ်ရဲ့အမူအကျင့်တွေနဲ့မိသားစုကြားအပြန်အလှန်ဆက်ဆံပုံတွေကိုအတူနေထိုင်ခဲ့ပြီးမှတ်တမ်းပြုစုခဲ့တာပဲဖြစ်ပါတယ်1960ပြည့်နှစ်လုံလုံကချင်မန်စီတွေအသားစားတတ်တာနဲ့ ကရိယာတွေအသုံးပြုတတ်တာကိုပထမဆုံးတွေ့ရှိခဲ့ပြီးတဲ့နောက်အစင်းမြင့်ဆုံးနိုတိုက်တရဝါပရိုက်မိတ်တွေရဲ့စွမ်းဆောင်ရည်ပေါ်ပုံမူနားလည်စေခဲ့ပါတယ်။အရှေ့အာဖရိကဒေသကချင်ပန်ဇီအထီးတစ်ကောင်ဟာဒုတ်ကိုတုံးပြီးတောင်ပေါ်ထဲကခြတွေကို တူးဆွနေချိန်မှာကိုတော့ကိုယ်တိုင်မှတ်တမ်းတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ပတိုင်ခင်အထိလူတွေကသာကရိယာတွေကိုတုံးချနိုင်တဲ့ဉာဏ်ရည်ကို ပိုင်းဆိုင်ထားတယ်ဆိုပြီးယူဆခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီလေးလာတွေးရှိချက်ကနှစ်ပေါင်းများစွာကြာအောင်လူတွေနားလည်ခဲ့တဲ့တမယိုးကြတိတ်ပံဆိုင်ရာတွေးခေါ်ပုံတွေကိုပြောင်းလဲစေခဲ့ပြီးစင်ကဲဖြစ်စဉ်ဆိုင်ရာတိတ်ပံပညာရဲ့အနာဂတ်အတွက်ပါပုံဖော်ပေးနိုင်ခဲ့ပါတယ်။အဲ့နောက်ဂွန်တော်ကတက်ကြွလှုပ်ရှားသူဖြစ်ခဲ့ကတဘာဝပဝန်းကျင်ရေးအပါအဝင်စေဘသူတင်နာနဲ့ဒရိတ်ဆန်ယုံတွေမှာပါထိမ့်သိမ့်ခံထားရတဲ့ချင်ပန်စီတွေကိုပြန်လှုပ်ပေးဖို့ကြိုးပမ်းခဲ့ပူပါတယ်။ဒါ့အပြင်သူမဟာတက်ကသူဘွဲရတယောက်မဟုတ်ပေမဲ့လည်း ကွင်းစင်လေးလောင်မှုတွေရတွေးရှိချက်ပေါ်ခြေခံပြီးပေးရှိတီဒေါက်တာဘွဲ့ကိုအရယူနိုင်ခဲ့ပါသေးတယ်။2003ခုနှစ်တုန်းကဗြိတိန်အမျိုးသမီးဂုံဒူးဆောင်စုဒိန်းနဲ့2025ခုနှစ်မှာအမေရိကန်သမ္မတပေးရတဲ့လွတ်လပ်ရေးပွဲတစ်စိတ် President Medal of Freedom ကိုဒေါက်တာဂွန်ဒေါအနေနဲ့ရရှိခဲ့ပူပါလေ။ အခုလိုမျိုးသူမကွယ်လွန်သွားရတဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဟောင်းဘာရက်အိုဘားမားနဲ့အော်စကာဆုရတရုတ်ဆောင်လီယိုနာရိုဒီကပရိုအပါအဝင်တဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့တွေဖြစ်တဲ့ Greenpeace ပီတာနဲ့ကုလသမဂ္ဂကပါဝန်ထဲကြေကွဲကြောင်းဖော်ပြခဲ့ကြပါတယ် I think it's more important than ever in the world we live in today ဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အီဇတ်ပါ